အရန်အရန်ကိုထူးဆန်းလို့နဲ့သတင်းလေးတစ်ခုကိုပြပေးချင်ပါတယ်အဲကြောင်းမလာတော့မသိဘူးဒီကဘာမြေကြီးကိုပေါ့နော်ဒီဂျိုကဘာကနေပြီးတော့ဂျိုသားတွေရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးဆိုရုပ်ရှင်ထဲမှာပဲမြင်ဘူးလေအခုလည်းဒါတင်းရင်ပြန်ဆင်းလုံးလိုက်ပေါ့နော်ဒီအဲဂါဇာဒေသကနေတောင်အာဖရိကကိုရောက်လာတဲ့အကြောင်းလေးကိုပြပြပေးချင်ပါတယ်ဒီကျမရဲ့ global news account လေးကိုလည်း founding နဲ့တည်းတည်း basic version လို့သွားနိုင်တယ်လို့ကျမ အဲကျမရဲ့ global new youtube account တင်ကိုလည်းဟာဒီ account လေးထဲမှာ link ပေးချပေးထားရပေါ့နော်။သွားပြီးတော့ subscribe လုပ်နိုင်ပါတယ်။ profile picture အတူတူပဲပေါ့နော်။ကဲအဲ့တော့ဒီကိစ္စမှာဆိုလို့ရှိရင်ဒီဂါဇာကမ်းမြောင်ကပေါ့နော်။ဒီ Palestine လူမျိုးတရအယောက်150 160တောင်ပါတယ်။လေရင်ကြီးတစ်စီးရပေါ့နော်။ဒီ Tan Africa နိုင်ငံပေါ့နော်။ Johannesburg မြို့ကိုတက်ရောက်လာတယ်ပေါ့နော်။ အဲ့ဒီအထဲမှာဆိုလို့ရှိရင်ကလေးတငယ်တွေရောကိုဝင်ဆောင်မျိုးသမီးတွေပါပါဝင်နေပေါ့နော်သူတို့တွေကဒီရောက်တော့ရောက်လာတယ်ဒါပေမဲ့သူတို့မှာဆရက်ဆရက်ဆိုင်ရာပြဿနာဖြစ်နေတယ်အဲ့တော့ဒီနိုင်ငံတကာငယ်ကထွက်ပြီဆိုရင်သူတို့ကိုအထွက်တုံးနေတက်တာ passport မှာထုတ်ပေးရတယ်ပေါ့နော်အဲ့တော့ဒီလူတွေကဒီဂါဇာကနေထွက်လာတယ်ဆိုတော့ထောက်ခွာတဲ့တုံးတွေမပါတဲ့နဲ့အထောက်ထားမဲ့ဆိုတာနဲ့ပေါ့နော်ဒီလေရင်နဲ့ရောက်လာတယ်ပေါ့နော်အဲ့တော့ဒီ Israel ဘက်ကပြောကြတာတော့သူက electronic နဲ့ visa နဲ့သွားလို့ပေါ့ဒါပေမဲ့လည်း ဒါကဒီ arrival address ဆိုအဆင်ပြေပေမဲ့ဒီအာထွက်ခွာအတွက်ကြတော့ဒါတုံးထုမှအဆင်ပြေပါလိမ့်နော်အဲ့တော့တို့တွေကိုစစ်စစ်မြင်းမြန်းကြည့်ရတဲ့အခါမှာတဲ့သူက immigration ကိုသူတို့ပြောတာကတော့သူတို့ကဒီတောင်အာဖရိကမှာဘလောက်ကြာကြာနေမယ်လဲသူတို့မသိဘူးဘယ်မှာတဲခိုရမယ်ဆိုတာသူတို့အတိအကျပြောဆိုနိုင်ခြင်းမရှိဘူးထွက်လို့ဒါထွက်လာတယ်ပေါ့ပြောရမယ်ဆိုတော့ အဲသူတို့မှာပေါ့နော်ဒီစာရဆိုင်ရာအချက်လက်တွေထောက်ထားရင်မပြည့်စုံတဲ့အတွက်ကြောင့်မလို့ဒီ immigration ကနေပြီးတော့အဲဒီစဉ်သက်ခွင့်ပေါ့နော်ဒီပြည်ဝင်ခွင့်မပြုပါနဲ့ဆက်နှစ်နာရီလောက်ကြာအောင်လေရင်ပြင်းလင်းပေါ်မှာသူတို့ထိမ့်သိမ်းထားခဲ့တယ်ပေါ့နော်နောက်ဆုံးမှာတော့ဒီ give for the give for the giver ပေါ့နော်ဒီအရက်ဖက်အဖွဲ့အစည်းတစ်ခုကနေပြီးတော့ဒီလေရင်ကဒီအပူချိန်မြင့်မာတာဒီအစားအသောက်မလုံလောက်တာတွေကလေးတွေပေါ့နော်သူတို့ရဲ့ဒီဒုက္ခတွေပြောင်းနေတယ်ပေါ့နော်ဒီလေရင်ပေါ်မှာဒါကြောင့်မို့သူတို့ကအဲ့ဒီအဖွဲ့အစည်းကနေကူညီမယ်ဒီလူတွေကိုသူတို့တာဝန်ယူပြီးတော့ဆောင်ရှောက်မယ်ဆိုပြီးတော့ အစိုးရကိုသူတို့ကဒီအာမခံချက်ပေးလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာလူတွေအလုံးကိုပေါ့နော်အဲဒီတောင်အာဖရိကကလည်းလူသားချင်းစာနာတဲ့အနေနဲ့ဒီအရောက်တရာနဲ့30ပေါ့နော်ကိုတဲ့ရက်60ဗီလာဗီဇာကင်းလို့ခွင့်ရတာသူတို့နေထိုင်ခွင့်ပြုလိုက်တယ်ပေါ့နော်အဲရက်160ဒီပါမှာကျန်တဲ့အရောက်20ကျော်30ဒီပါတခြားနိုင်ငံဆက်ထွက်သွားတယ်လို့ပြောတယ်ပေါ့နော် ဒီတောင်အာဖရိကတမရဆီရီရာမာဖိုစာကလည်းဒီလီယင်ကြီးကလည်းထူးဆန်းလိုက်တာပေါ့နော်နှိမ့်ဝက်ဆန်းကျဲတယ်ပေါ့နော်အော်တခါစားကားတဲ့လူတွေကိုပေါ့နော်အပြင်မှာရလောက်ထုတ်နေတယ်ပေါ့သူပြောချက်ပြန်ကျမထင်တာကတော့ဒါလူဒီကာစာတဲ့ကလူတွေကဒါနိုင်ငံအပြင်ကိုမရရအောင်ပေါ့နော်နီးမျိုးစုံနဲ့ထွက်တယ်အဲလိုပဲကျမမြင်နေတရားဝင်သူဖြစ်စီမဝင်သူဖြစ်စီပေါ့နော်အဲဘာလဲဆိုပုံမှန်တအားဒုက္ခရောက်နေတာကိုအဲမိတ်ဆွေတွေရဲ့ထင်ယူစားချက်တွေလည်း comment မှာမှတ်ခဲ့ပါနောက်ထပ်သတင်းထူးရှင်ထပ်ပြီးတော့တင်ပေးပါမယ်နော်